ယင်းမနမဝင်ဝင်နှမျိုးရှိပါတယ် capital gain နဲ့ cash flow ပဲဖြစ်ပါတယ်အားလုံးမင်္ဂလာပါဒီနေ့မှတော့ကျွန်တော်ကယင်းမနမဝင်ဝင်နဲ့ပတ်သက်လို့တည်တည်တိတိတာလေးတစ်ခုကိုပြပြပေးသွားခြင်းပါ ဒီနေ့မှနောက်မှုဝင်ဝင်နဲ့ပတ်သက်ရင် capital gain နဲ့ cash flow ဆိုပြီးတော့ဒါမျိုးရှိတယ်ပေါ့လေ capital gain ဆိုတာဘာလဲပေါ့ capital gain ဆိုတာတော့ဝယ်ရောင်းလုပ်တဲ့ concept ပဲဖြစ်ပါတယ်ဥပမာထားပါတော့ကျွန်တော်တို့ကအိမ်တစ်လုံးကိုသိန်း3000နဲ့ဝယ်ထားတယ်သိန်း3500ရလို့ကြံရောင်းလိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီကရတဲ့အမြတ်က capital gain အမြတ်ပဲဖြစ်ပါတယ်ကျွန်တော် stock မှာလည်းဒီတိုင်းပဲ stock တစ်စောင်း2000နဲ့ဝယ်ထားတယ်3000ရတဲ့အချိန်မှာပြန်ရောင်းလိုက်တယ်ဆိုရင်အားရရလာတဲ့အမြတ်ဒီ capital gain အမြတ်ပဲဖြစ်ပါတယ်အဓိကတော့ဒီ capital gain ဆိုတာတော့ပြန်ချိုးရရင် trade လုပ်တဲ့ဝယ်ရောင်းလုပ်တဲ့ concept ပဲပေါ့လေကျွန်တော်တို့ကအမှ assets ကိုဝယ်ထားတယ် တယ်ရင်းနှီးမြှုပ်နှံထားတယ်တံပိုးတစ်ခုတက်လာတဲ့ချိန်မှာပြန်ရောင်းလိုက်တယ်ဆိုလို့ရှင်အဲရလာတဲ့အမျက်တည်တာ capital gain အမျက်ပဲဖြစ်သွားတယ်ဒီကလုံးမှကျွန်တော်တို့ကဝယ်ထားတဲ့ asset တစ်ခုခုကကိုပြန်ရောင်းလိုက်တဲ့ချိန်မှာရှုံးသွားတယ်ဆိုရင်ဒါ capital loss ဖြစ်ပါတယ်သူ့ရဲ့ဒီအားသာချက်အားနည်းချက်ကဘယ်လိုရှိလဲဆိုရင်ကျွန်တော်တို့အားသာချက်ဆိုလို့ရှင်သူကဒီမှာရင်းနှီးမြှုပ်နှံထားတဲ့ရင်းနှီးမြှုပ်နှံငွေကိုမြန်မြန်အကောင့်ထဲပို့လို့ရတယ်နောက်တစ်ခုကရလာတဲ့အမျက်ဆိုရင်ဝင်ငွေအနေနဲ့မြန်မြန်ဆန်ဆန်ရနိုင်တယ်ပေါ့ ဲ့သူရဲ့အားကြက်ကတော့ပြဿနာပါလဲဆိုလို့ရှိရင်သူကရေတို့ဖြစ်တယ်ဟိုကဒီ SS ကိုထောက်ရောင်းလိုက်ပြီဆိုလို့ရှိရင် ရောင်းတဲ့အချိန်မှာပဲဝင်ငွေရမှာဖြစ်ပါတယ်တစ်ချိန်တစ်ခါပဲကျွန်တော်တို့ဝင်ငွေရမှာပေါ့လေကျွန်တော်မြန်မာအများစုရဲ့အခါချာနဲ့တော့ဟိုတော်တော်လေး kait တဲ့အရင်းမနှမှုဝင်ငွေတို့ပြောလို့ရတယ်ကျွန်တော်မြန်မာအများစုက investment လုပ်ပြီဆိုလို့ရှိရင် long term ပေါ့နော်ရေရှည် invest လုပ်တာနဲ့ဆိုင်အချိန်တို့အတွင်းမှာဝယ်မယ်ရောင်းမယ်ပေါ့နော်ဒါမျိုးလုပ်ရတယ်သူတို့ကသဘောကျကြတယ်ကိုကဒီလိုမြန်မာစံစံဝယ်အောင်လုပ်ရတာသဘောကျတယ်ဆိုတော့ capital gain ကိုလည်းရွှေ့ချလို့ရပါတယ်နောက်တစ်မျိုးကတော့ cash flow ပေါ့လေ cash flow ကတော့တော့ investment တစ်ခုခုလုပ်ပြီဆိုရင်ရေတို့ထက်တော့ရေရှည်လောက်တာဖြစ်ပါတယ်။ဟိုကျွန်တော်တို့ asset တစ်ခုကိုဝယ်ထားပြီဆိုလို့ရှိရင်ဒါရေရှည်ကိုကဒီဟာကိုခြင်ထားတယ်။ဟိုထားပါတော့ကျွန်တော်တို့ကအိမ်တစ်လုံးဝယ်ထားတယ်ဆိုလို့ရှိရင်လည်းဒီအိမ်ကိုပြင်ဆင်စရာရှိတာပြင်ဆင်မယ်ပြီးလို့ရှိရင်ထောက်ရောက်တာမျိုးမဟုတ်ပဲနဲ့ तू ကငှားထားတာမျိုးငှားထားရင် तू ကလစဉ်ပုံမှန်ဝင်ငွေရနေတာမျိုးပေါ့နော်။ခုန capital gain ဆိုလို့ရှိရင် तू ကရောင်းလိုက်တယ်ဆိုရင်တစ်ချိန်မဲ့ဝင်ငွေရတယ်။ cash flow ကြတော့ तू က capital gain လောက်တော့လုံးဝနဲ့တော့မရဘူး။ဒါပေမဲ့ तू ပုံမှန်ဝင်ငွေရတယ်အချိန်ချင်းရနေတယ်ပေါ့။ ါ့လေ stock တောင်ဆိုလဲဒီတိုင်းပဲ stock ကဈေးတက်လာပြီမဲ့ထောက်ရောင်းလိုက်တာမျိုးမဟုတ်ဘူးနဲ့ကျွန်တော်ရေရှည် invest လုပ်ထားတယ်အချို့ဆိုလို့ရှိရင်တော့ဒီ stock ကနေဘာရလဲဆိုတော့ dividend လို့ခေါ်တဲ့အမြတ်ဝင်စုတွေသူပုံမှန်ရတိုင်းတော့ရှိတယ်အထူးသဖြင့်တော့ cash flow ကကိုယ့်ရဲ့ assets ကရေရှည်မှာတန်ဖိုးတက်တဲ့ဟာမျိုးတော့လူချင်းကြတာပေါ့လေ Warren Buffett လို့ကြွညင်တဲ့ investor ကြီးအများစုကတော့သူကရေတိုထက်ကိုရေရှည်ဒီ long term နေနဲ့ invest လုပ်ရတာတွေသူကပို့ပြီးတော့သဘောကျကြတယ်ရေရှည်ကိုက invest လုပ်ထားတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီ assets ကထားမလို့ stock ဆိုလို့ရှိရင် stock ကဒီနှစ်မှာကျွန်တော်တို့က3000နဲ့ င်းမြောင်းလာထားရဆိုလို့ရှိရင်နောက်90နှစ်မှာဒါအစာပေါင်းအများကြီးတက်သွားတာမျိုးပေါ့နော်ဒီအကျိုးမြတ်ကိုကျွန်တော်ရရှိနိုင်ပါတယ်ဆိုတော့ဒီ cash flow ရဲ့အားသာချက်အားနည်းချက်ကိုကြည့်လို့ရှိရင်တော့သူ့ရဲ့ဟိုအားနည်းချက်ကိုပြောမယ်ဆိုလို့ရှိရင်သူကဒီရင်းမြောင်းငွေရတော့တော်တော်နဲ့ပြန်မရနိုင်ဘူးပေါ့လေကျွန်တော်ဒီထက်မှာရင်းမြောင်းလာထားရတယ်ဒီကရတဲ့အကျိုးမြတ်ကလည်း capital gain လောက်တော့မြင်မှန်းသာမရနိုင်ဘူးဒါပေမဲ့သူ့ရဲ့အားသာချက်ကဘာရှိလဲဆိုလို့ရှိရင်ကိုဝယ်ထားတဲ့ assets ကဈေးကျသွားမှာတို့ဘာတို့သူက capital gain လောက်စိတ်မပူအောင်အမ capital gain ဆိုလို့ရှိရင်ဝယ်ထားတယ်ကိုရောင်းမဲ့အချိန်မှာဈေးကျတာမျိုးကြုံရလို့ရှိ ရှင်ကိုတက်အခက်အခဲတွေဖြစ်နိုင်တယ်ပေါ့လေဒီကနေပြီးကျွန်တော်တို့ဆုံးရှုံးတာတွေဖြစ်နိုင်တယ်ကျွန်တော်တို့ဒီ cash flow မှာတော့ကိုယ့်ရဲ့ asset ဆက်ဈေးကျသွားတယ်ဆိုရင်တော့ဒီကနေပြီးတော့ပုံမှန်ဝင်ငွေကတော့ရနိုင်အောင်မှဖြစ်ပါတယ်ကိုယ်ဝယ်ထားတဲ့အိမ်ကဈေးကျသွားတယ်ဆိုရင်တော့ကျွန်တော်အိမ်ငန်းကတော့ပုံမှန်ရနိုင်အောင်မှဖြစ်ပါတယ်နောက်တစ်ခုကသူ့ရဲ့အဓိကအားစားချက်ကပါလာဆိုလို့ရှိရင် capital gain ကကျောင်းတဲ့အချိန်မှာပဲဒီကနေဝင်ငွေရပြီမဲ့ cash flow ကတော့ပုံမှန်ဝင်ငွေရနိုင်ပဲနောက်တစ်ခုကတော့ပုံမှန်ဝင်ငွေပြင်ဈေးတက်လာတဲ့အချိန်မှာထောက်ရောင်းလိုက်ရင်လည်း capital gain အမြတ်လည်းသူကထပ်ပြီးတော့ရနိုင်ပါသေးတယ်အားလုံးကျေးဇူးတင်ပါတယ်